လူတွေကိုပျော်ရွှင်စေဖို့မွေဖွားလာသူဒုမဟုတ်ဦးမောရဲ့ဘဝဆက်ကြောင်းပြည်သက်များလုံးမဲမြင်ကလာပါဗမစ်ဒေလီနျူးစ်ကနေကြေဆွလိုက်ပါတယ်မြန်မာနိုင်ငံကလူလပိုင်းအရွယ်နဲ့လူငယ်ပြည်သက်တွေရဲ့ငယ်ဘဝမှာလူရှင်တော်ကြီးဦးမောကတစိမ့်တစ်ပိုင်းအနေနဲ့အများအပောင်ဝင်ခဲ့ပူပါတယ်ငွေပေးပြီးတော့တိုးဝေးကြည့်ရတဲ့ဗီဒီယိုရုံဇာတ်ကားတွေမှာတလန်းလုံးမှာလည်းတလုံးတည်းပဲရှိတဲ့ TV ရှေ့မှာဦးမောကိုတွေ့ဖို့အတွက်စောင့်မျှော်ခဲ့ကြပူတာပါဥမောစရဲ့အငိမ့်တွေတဲကပြက်လုံးတွေအဖြစ်ကြောင်ရဲကတရုပ်ဆောင်ပုံတွေကလည်းကလေးဘွားကိုပြန်လဲအမှတ်ရမိစေပါတယ် တကယ်တော့ UMOS ကလူတွေကိုပျော်ရွှင်စေဖို့အတွက်သူ့ရဲ့နောက်ဆုံးအချိန်ထိစ조사သွားခဲ့တဲ့သူပေါ့လူရှင်တော်ကြီး Moss လို့ပြောလိုက်ရင်တော့သူ့ရဲ့အတန်းနဲ့နှခမ်းမွေးကိုတခါတည်းတွဲပြီးတော့မြင်လာမိကြမှာပဲဖြစ်ပါတယ်တော်ယူနန်ဆိုတဲ့ကြောင့်မှလူရှင်တော်ကြီး Moss နဲ့ UMOS ဒီတို့ကအတွဲညီညီတည်ဆောက်ခဲ့ပြီးကလေးတွေရဲ့ပစက်ဖြားမှာဒီကြောင့်သချင်းလေးကနေရာယူခဲ့ရပါအနုပညာလောကထဲမှာအောင်မြင်ခဲ့တဲ့ UMOS ကတရုတ်ဆောင်ဘဝကိုချက်ချင်းရောက်လာခဲ့တာတော့မဟုတ်ပါဘူးရှင်။ UMOS ကအနုပညာလောကထဲကိုဇမင်းသားကြီးစိတ်မာတင်ရဲ့ဇက်အဖွဲ့မှာက ာလိတ်ဆွဲဘဝနဲ့စတင်ခဲ့ရတာပါသူရဲ့ဇာတိကတော့ ARD တိုင်းဒေသကြီးလေးမျက်နာမြို့ရေတိုးချောင်ရွာဇာတိဖြစ်ပြီးနမည်အရင်ကတော့ဦးတင်ဝင်းဖြစ်ပါတယ်ဦးမော့စကမင်းသားကြီးစိန်မာတင်ရဲ့ဇက်အဖွဲ့မှာကာလိတ်ဆွဲဘဝနဲ့စတင်ခဲ့ပြီးတဲ့နောက်မန္တလေးစိန်မြတ်မော်အငိတ်မှာပညာသင်လူရှင်တော်ဖြစ်နေလူရှင်တော်ကြီးတွေထံမှာလည်လာခဲ့တာပါ 1989ခုနှစ်တွင်မှာတော့စိန်မာတင်ရဲ့သားရီနဲ့အတူလူရှင်တော်မိုးဒီနဲ့တွဲဖက်ပြီးကပြခဲ့ကောင်မိုးဒီမော့စ်လူရှင်တော်အတွဲဆိုပြီးပြည်သက်တွေကလက်ခံလာခဲ့ကြတာပေါ့သူတို့နှစ်ယောက်ရဲ့ပြက်လုံးတွေဆိုရင်တီးတန့်ကြောင်ညာစရာမလိုတော့အောင်မြင်ခဲ့တဲ့ကာလတွေဖြစ်ခဲ့ပါတယ် ဦးမော့စ်ကဇက်ခုံပေါ်မှာကွန်ဖူမင်တာဘလူးစ်လီလိုတယောက်ဆောင်ပြပြီးဘလူးစ်လီမော့စ်နဂါလီမော့စ်ဆိုပြီးတော့နာမည်ကြီးသွားခဲ့ပါတယ်။ဦးမော့စ်ကနောက်ပိုင်းမှာတော့ဒရိုက်တာမောင်စိတ်တောင်မော့စ်တို့နဲ့ပူးပေါင်းခဲ့ပြီးကျွန်တော်တပင်ကိုတီထောင်ခဲ့ရပါ။အဲဒီနောက်မှာတော့ဦးမော့စ်ကဗီဒီယိုစကားပတ်ကိုကူးပြောင်းသွားခဲ့ကဗီဒီယိုပတ်မှာလည်းအောင်မြင်ခဲ့တယ်ရှင်။ဦးမော့တီနဲ့ဦးမော့စ်တို့ပတ်ဝန်းနဲ့မင်္ဂလာဦးညစကားကတော့သူတို့နှစ်ယောက်အတွက်အောင်မြင်ဆုံးဖြစ်ခဲ့ပါတယ်။တပင်ဘက်ကနေတရုတ်ဆောင်ဘက်ကိုကူးပြောင်းသွားတဲ့ဦးမော့စ်ကအနုပညာဝန်ဆောင်လေးဖြစ်နေကဇက်ကားရီမှာအဓိကတရုတ်ဆောင်ဖြစ် လည်းပါဝင်သလို ဂျပန်စစ်ရဲအဖြစ်လည်းတရုတ်ဆောင်ခဲ့ပါသေးတယ်။ဦးမော့စက2017ခုနှစ်မှာတော့ရုံတင်ပြသခဲ့တဲ့ထာဝရအလင်းတံများရုပ်ရှင်စကားကြီးနဲ့2013ခုနှစ်မှာအကောင်းဆုံးဂျပန်အကယ်ဒမီကိုရခဲ့တဲ့သူဖြစ်ပါတယ်။လူရှင်တော်ရီကအကယ်ဒမီရဖို့အရန်ကိုခက်ခဲပေမဲ့ဦးမော့စကတော့အကယ်ဒမီမော့စ်ဖြစ်ခဲ့တဲ့သူပေါ့။ဒါပေမဲ့လည်း2013ခုနှစ်ဖေဖော်ဝါရီလ13ရက်မှာပဲလူရှင်တော်ကြီးဦးမော့စကအသက်ရောဂါနဲ့ကွယ်လွန်သွားခဲ့ပါတယ်။ဥမော့စကလုံးရဲ့အချိန်မှာအသက်59နှစ်ပဲရှိပါသေးတဲ့ရှင်ကားလိပ်ဆွဲဘဝကနေစူးစမ်းလာခဲ့တဲ့နှကမ်းမွေ ီကကနဲ့လူတယောက်ကအကယ်ဒမီစုကိုပါရသွားခဲ့တာပေါ့အသားသေးဥဆောင်တွေထဲကနေအကယ်ဒမီစုကိုရခဲ့တဲ့သူကတော့ခက်ရှာရှာဖြစ်လို့ဝမ်းသာစရာဖြစ်ပေမဲ့ကန်ချမာကတော့မျက်နှာသာမပေးခဲ့တာကြောင့်ပဲကွယ်လွန်သွားခဲ့ရပါတယ်အခုတော့ဦးမော့စတိုအတွဲမှာဦးမိုးတီပဲချမ်းရစ်ပြီးဦးမိုးတီကလည်းအသက်80နှစ်ပါရှိနေပါပြီဦးမော့စ်ကအနုပညာလောကကိုဝင်ရောက်လာဖို့အတွက်ခက်ခဲခဲ့ပေမဲ့လည်းဒီလိုအရာတွေကိုမမှုပဲပရိသတ်တွေကိုပဲဦးစားပေးခဲ့တာကြောင့်သူကွယ်လွန်ခဲ့တဲ့ဆယ်စုနှစ်တခုကျော်ကြာတာတောင်ပရိသတ်တွေရဲ့ရင်ထဲမှာရှိနေစေပါပဲဦးမော့စ်တယောက်ဆောင် င်ထားတဲ့ဘေးစကားကိုသဘောကျဆုံးဖြစ်မလဲဆိုတာခွန်မမှာဖြစ်ပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီးအနုပညာရှင်တွေရဲ့ရှားပါအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel ကို like and subscribe လေးလုပ်ပေးခဲ့ပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ